โอเค good evening everyone မင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီနေ့ဟာ30ရက်4လ2025ဖြစ်ပါတယ်အအချိန်အားဖြင့်ဆိုရင်8နာရီနဲ့8မိနစ်ဖြစ်ပါဖြစ်ပါတယ်အ ကျွန်တော်တို့မြန်မာအကျဉ်းဆိုရင်6နိုင်ခွဲလောက်ရှိပြီလို့ထင်ပါတယ်။ Okay ကျွန်တော်တို့ဒီဘက်ကို trading ကိုနည်းနည်းလေးစလိုက်အောင် market analysis ကိုစလိုက်အောင်ကျွန်တော်ထင်တာနည်းနည်းအရေးကြီးတဲ့ဟာလေးတွေလာလာမယ်လို့ကျွန်တော်မြင်တယ်။ Okay အဲ့တော့အဲဆောင်းရံရှောင်းရံလေးတွေပေါ့နော်ဆောင်းရံရှောင်းရံလေးတွေမြင်တယ်။ အဲ့တော့ကျွန်တော်တို့တစ်ချက် analysis သွားလိုက်အောင်။ Okay ကျွန်တော်တခု recommend ပေးခြင်းတာကကျွန်တော်တို့ဒီ Bebet ချမ်းကိုကြည့်မယ်ဆိုရင်เนาะကျွန်တော်တို့ Bebet ချမ်းကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ calendar ရှိပါတယ်။ကျွန်တော်တို့များသောအားဖြင့်တော့ကျွန်တော် Forest Factory calendar ကိုသုံးကြတာများပါတယ်။ Okay Forest Factory လည်းကျွန်တော်သုံးပါတယ်။ Okay Forest Factory is, is a, also a good uh, calendar ပြီးတော့နောက်ထပ် calendar တစ်ခုကိုကျွန်တော် recommend ပေးခြင်းလို့ပါ။ Okay အဲ့ဒီကောင်ကဒီကျွန်တော်ဒီ website ခေါ်တဲ့ uh, tradingeconomics.com โอเคအဲ့ဒီမှာအာအဲ့ဒီ website ကနေပြီးတော့ဟိုဟိုပါဘောเนาะဒီ register လုပ်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ဒီဟိုပါဘော calendar ကိုသွားလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာအာဒီမှာဆို3 star ပေါ့เนาะ1 star 2 star 3 star ပေါ့3 star ဆိုတာတော့အရေးကြီးဆုံးအာ event နေပေါ့เนาะအဲ့ဆိုအဲ့ကို choose လုပ်လိုက်တယ်ဆိုရင် ကျွန်တော်ဒီဒီလိုမျိုးဒီ events တွေကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်โอเคကျွန်တော်အမြင်ကတော့ဒီ forest factory နဲ့အာဒီကောင်နဲ့ဘာကွာလဲဆိုတော့ forest factory မှာပါတာတွေအကုန်ပါတယ်တခါလေကြာရင် forest factory မှာ list မလုပ်တဲ့ဟာတွေပါဒီကောင်နဲ့ပါတယ်လို့ကျွန်တော်မြင်ရတယ်အဲ့တော့ အာပို့ပြီးတော့ပြည့်စုံတဲ့သဘောမှရှိတယ်။ဒီ website က free ပါเนาะဒီ website က free ပါအာ register လုပ်လဲရတယ်မလုပ်လဲရတယ်ပြီးတော့ register လုပ်ပြီးရင်တကယ်လို့တခြားဒီ service တွေလိုချင်တော့ပတ်စံပေးပတ်စံပေးရတယ်ဒါပေမဲ့ basic ကတော့ဒီလိုမျိုး calendar တို့ဘာလို့เนาะ calendar တို့ဘာလို့ကြည်တာကတော့ free okay အဲ့ဒီတော့ကိုကဟိုအစီအပြေတာအစီအပြေတာကိုကြည့်လို့ရတာပေါ့เนาะအဲ့တော့ကျွန်တော်နှစ်ခုလုံးကြည့်တယ် okay အဲ့တော့ဥပမာအဖြစ် ျွန်တော်တို့ဒီကောင်းဆိုရင်အာကျွန်တော်နောက်ထပ်အာနောက်ထပ်မိနစ်20အော်ရိုက်ကျွန်တော် single chain ဒီမှာအာမိနစ်20လောက်ဆိုရင်ဒီကျွန်တော်ဒီမှာဒီလိုမျိုးဒီဒီလိုမျိုး data တွေလာမယ်ပေါ့ဗျာနော်ဒီလိုမျိုး data တွေ advance number payro ဘာလို့လာမယ်အဲအဲ့တော့ဒီမှာဒီမှာ reflect ဖြစ်တယ်ဥပမာအဖြစ်ကျွန်တော်တို့ဒီကောင်းဆိုရင်ဒီဒီမှာဆိုရင်တို့အာဒီနေ့ဘုဒ္ဓုံးနေ့ဖြစ်တယ်တို့ဒီကျွန်တော်တို့ဒီ ဂျာမနီနဲ့ပတ်သက်တဲ့နော်ယူရိုနဲ့ပတ်သက်တဲ့ news တွေကဒီမှာကျတော့ပို့ပြီးတော့အများကြီးပဲဒီနေ့သာလာတဲ့ဟာတွေဒီမှာကျတော့ဒီကောင်ကဟိုလုံပေါင်းပေါင်းလိုက်တဲ့သဘောမှရှိတယ်အဲ့တော့ဟိုနှစ်ခုလုံးခွာပြီးတော့ကြည့်ရင်တော့ပိုကောင်းမယ်လို့ကျွန်တော်မြင်တယ်โอเคအဲ့တော့ forest factory ကလူတိုင်းသိပါတယ် forestfactory.com လူတိုင်းသိတယ်ဒါကနောက်ထပ် calendar တစ်ခုကိုကျွန်တော်ဒါပြချင်းဖြစ်ပါတယ်โอเคโอเคအဲ့တော့ကျွန်တော်ဒီတစ်ပတ်ကို analysis တစ်ချက်သွားလိုက်အောင်โอเค ကျွန်တော်ဒီတစ်ပတ်ကကျွန်တော်တို့ဘာတွေ events တွေများလဲဆိုတော့ဒီနေ့ဆိုရင်ကျွန်တော်တို့ဒါခဏနေနောက်ထပ်နောက်ထပ်5မိနစ်လောက်ဆိုဒီ non fan payro advance non fan payro ရှိပါတယ် okay then ရေးကြည့်တာကမနေ့ပြန်ကြရင်မနေ့ပြန်ကြတဲ့ brain နေ့ကြရင်ကျွန်တော် BOJ เนาะ Bank of Japan uh, rate decision ရှိပါတယ် အဲ့ကောင်လည်းရေးကြည့်တယ်โอเคအဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာမနေ့ပြန်ဆိုရင် BOG ရှိတယ်အာတစ်ပတ်ခါဆိုရင် Friday เนาะ Friday ဆိုကျွန်တော် non farm payroll ရှိပါတယ် non farm payroll ကတော့ကျွန်တော် trader တွေအကုန်သိပါတယ် trader trader မှန်တယ်များဆို non farm payroll ဆိုတာသိဖို့လိုတယ်โอเค non farm payroll ဆိုတာအဲ့ဒီအကြိုင် market ကြီးက move ဖြစ်မှာပေါ့နော်အဲ့အဲ့ကောင်ရှိတယ်โอเคအဲ့တော့ကျွန်တော်ဒါဒီတစ်ပတ်ကိုအာခြုံပြီးတော့အာဒီတစ်ပတ်ကိုခြုံပြီးတော့ကျွန်တော်ပြောခြင်းဖြစ်ပါတယ်โอเค โอเคကျွန်တော်နောက်တစ်တစ်ခုကိုကျွန်တော်တစ်ချက်လေးသွားအဓိကတစ်ခုသွားပြချင်တာကဒါဒီတစ်ပတ်ကိုပြောတာเนาะရှေ့တစ်ပတ်ကြာရင်ကျွန်တော်နောက်တစ်ရှေ့တစ်ပတ်ကြာရင်အရေးကြီးဆုံးခါကြီးတစ်ခုရှိပါတယ်ရှေ့တစ်ပတ်ကျွန်တော်တို့ဗုဒ္ဓဟူးနေ့เนาะဗုဒ္ဓဟူးနေ့ကြာရင်အရေးကြီးဆုံးအဲ information ရှိပါတယ်ရှေ့တစ်ပတ်ဗုဒ္ဓဟူးနေ့ကျွန်တော်တို့ US ဆိုရင်ဗုဒ္ဓဟူးနေ့ကျွန်တော်တို့ကျွန်တော်တို့ဒီ Asia ဆိုရင်ဂျာဇာပတင်းနေ့မနေ့ပိုင်းပေါ့เนาะကျွန်တော်တို့ဒီမှာ fat fund rate ဆိုတာရှိပါတယ်အဲ့ကောင်ကြီးကတကက် share ကြီးကိုအရေးကြီးတဲ့ကောင်ကြီးဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် ဲ့ဒီဘုဒ္ဓုံနေမတိုင်မီမှာเนาะ market ကကျွန်တော်အမြင်ကတော့ဒီလိုမျိုးဟိုအရင်တက်မယ်လို့ကျင်လဲကျွန်တော်မမြင်ဘူးအရင်ကျသွားမယ်လဲကျွန်တော်မမြင်ဒါပေမဲ့ဒီကောင်တွေကဟို news တွေရှိတဲ့အတွက် swing ဖြစ်နိုင်တယ်လို့ကျွန်တော်မြင်တယ်โอเคဘုဒ္ဓုံနေမတိုင်မီ ठी เนาะအဲ့တော့ trade လုပ်ရင်သတိထားလောက်ပါအခုအတော်တွင်းကเนาะတကယ်လို့ကိုက market ကြီးကအရင်ကျနေလို့ကိုက like ရောင်းလိုက်ပြီဆိုရင်เนเนလဲကြရင်ပြန်တက်သွားတာဖြစ်တတ်တယ်เนาะအဲ့ဒါကိုကျွန်တော်သတိထားစေချင်လို့ပါဘာလို့လဲဆိုတော့အခုလာမဲ့ဒီတစ်ပတ်လာမဲ့ news တွေတဲ့စာရင် โอเคဒီဘုတ်တုံးနဲ့ရှေ့တစ်ပတ်ဘုတ်တုံးနဲ့နဲ့ခြားသပတေးနဲ့မနေ့ news ကပို့ပြီးရေးကြည့်လို့ပါโอเคအဲ့တော့ဘာဖြစ်ဖို့များသလဲဆိုရင်ဘုတ်တုံးနဲ့ကြာရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်အမြင်ကတော့အာဒီကောင်နေ rate ကတော့ဒီလိုဒီဒီ level လောက်ကိုသွားမယ်လို့ကျွန်တော်မြင်တယ်โอเคအဲ့တော့ဟိုအရင်ကတော့ surprise တော့မရှိတော့ဘူးလို့တော့ကျွန်တော်ထင်တယ်ဘာလို့တော့ဒီများသောအားဖြင့် Federal Reserve ကဥပမာဖြင့်ကျွန်တော်4.25နဲ့4.5ကြားထဲမှာပဲ rate ကပြေးနေမယ်ဆိုရင်အခုဒီကောင်က အာသူတို့ရဲ့ထင်မြင်ကြီးက91%เนาะအာထင်မြင်ကြီးက91%ဆိုတာ100%နဲ့တော်တော်ကြီးကတ်နေပြီเนาะအဲ့တော့100%နဲ့နီးတဲ့အတွက်ထင်မြင်ကြီးရဲ့ထင်မြင်ကြီးအားဖြစ်တဲ့အတွက်ကျွန်တော်ထင်တော့ဒီ rate တန်းကိုသွားမယ်လို့ကျွန်တော်မြင်တယ်โอเคအဲ့ဒီတော့အာကျွန်တော်ဘိုဒုံးနဲ့ကြိုင်တွေ့ရမှာပေါ့ဗျာเนาะအဲ့လေးတစ်ချက်သတိထားပါโอเคအဲ့တော့ quickly ညီကုန်းချောရမယ်ဆိုရင် market news နဲ့ပတ်သက်လို့ညီကုန်းချောရမယ်ဆိုရင်အာဒီတစ်ပတ်မှာလည်း news တွေအများကြီးရှိတဲ့အတွက်โอเค market ကတော့အရင် swing ဖြစ်နိုင်တယ် အဲဒါပေမဲ့ကျွန်တော်ထင်တာထင်းထင်းသိသိနဲ့ဟို range တစ်ခုထဲမှာသွားမယ်လို့ကျွန်တော်မြင်တယ်။ Okay အဲ့တော့ဒီတစ်ပတ် trade တော်ကိုနည်းနည်းသတိထားပါ။ဟိုအရင်ကြီး loss size ကြီးအများကြီးသွားပြီးတော့မ trade မိပါစေနဲ့နော်။ဘာလို့လဲတကယ် main ကောင်ကရှေ့တစ်ပတ်ဘုတ်တုံးလေးမှဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ပရမတ်တစ်ချက်အနေနဲ့ကျွန်တော် British pound တစ်ချက်သွားလိုက်အောင်နော်။ British pound ကကျွန်တော်ဒီမှာနည်းနည်းဟိုပေါ့နော်ကျွန်တော်ပြောတာလဲပြောလဲပြောအာဖတ်ဟိုဖတ်တော့လဲပို့ပြီးတော့နားလေအောင်ကျွန်တော်ဒါလေးကျွန်တော်ရေးထားပေးပါရယ်။ Okay British ပေါင်ကကျွန်တော်တို့ဥပမာအဖြစ် Monday ကဆိုရင်လုံးဝဒီကောင်လုံးဝထောင်ပြီးတက်သွားတာเนาะ sorry Monday ကထောင်ပြီးတက်သွားတယ်ဒါ Monday candle ဒီကောင်ဆိုဒါ Tuesday candle alright ကျွန်တော်မြင်ရဒီကောင်เนี่ยဘာဒါဘာလောက်တာလဲဆိုတော့ Monday နဲ့ Tuesday ကကျွန်တော်တို့အာ market news ကဒီလောက်ကြီးထိအထွေထူးမရှိဘူး okay အဲ့ဒီတော့သူတို့ဘာလောက်တာလဲဆိုတော့ဥပမာအဖြစ်ဒီမှာစင်းနှုံးကเนาะ trade over ပေါ့เนาะရောင်းထားတဲ့လူတွေရှိတာပေါ့ဗျာเนาะ sell position တွေရှိတဲ့ အများသောအဖြစ်သူတို့ sell ပေါ့နော် position တွေကသူတို့ကဒီလိုနေရာတွေမှာ stop loss ထားလေးရှိတယ် okay အဲ့တော့ကျွန်တော်ကျွန်တော်အမြင်ရတာဒီ monday နဲ့ tuesday ကိုဒီအောင်တဲ့ market ကိုတမင်ကဆွဲတင်ပြီးတော့เนาะအဲ့ခုနပြောတဲ့ရောင်းထားတဲ့လူတွေကို stop loss တွေကိုကျွန်တော်တကယ် shake out လုပ်တယ်လို့ကျွန်တော်မြင်တယ် okay အဲ့တော့အဲ့တော့ set တက်ဖို့ရှိသေးသလားဆိုတော့နည်းနည်းရာခိုင်နှုန်းကနည်းသွားပြီ okay အဲ့တော့အရင်တော့အတိုင်းပဲဒီ monday tuesday မှာဆွဲတင်လိုက်တဲ့အတွက်အရင်တော့ရောင်းထားတဲ့လူတွေရဲ့ stop loss တွေထိသွားပြီးပြီးတော့ နောက်တစ်ခုကအဲ Monday Tuesday မှာဟာမကကြီးအရန်တက်နေပြီဆိုပြီးတော့ live ဝယ်တဲ့လူတွေတော်တော်များများကလည်း position တွေကသူတို့ဒီဒီမှာ position တွေဖြည့်ကုန်ပြီးတော့အခုလောဆယ်သူတို့ဟိုပေါ့ဗောနော်စပြီးရှုံးနေပြီအဲ့တော့ကျွန်တော်အမြင်ကတော့ဆက်ပြီးတော့တက်ဖို့နည်းနည်းရာခိုင်နှုန်းတိတ်မရှိတော့ဘူးလို့ကျွန်တော်မြင်တယ် Okay အဲ့ဒီတော့ဘယ်ကိုသွားဖို့ရာခိုင်နှုန်းပုံများမလဲဆိုတော့ကျွန်တော်ထင်တာအစအစင်းဘက်ကိုပို့ပြီးတော့အားပေးတယ်မြင်တယ်လို့ကျွန်တော်မြင်တယ် Okay ပြီးတော့နောက်တစ်ခုကျွန်တော်တို့ဒီ volume analysis နဲ့ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီ level တွေမှာ strong volume ဖြစ်တဲ့အတွက်ဒီ level တွေပြန်လာမယ်ဆိုရင် တို့တုံတိုင်ုံပြန်ပြီးဖောက်ဟိုဖောက်ထွက်ဖို့ဆိုတော့တိတ်ရကန်လုံးတိတ်မလွယ်တော့ဘူးโอเคအဲ့တော့ကျွန်တော်အမြင်ကတော့ဟိုပေါ့နော် bearish ကိုပို့ပြီးတော့နည်းနည်းအားတန်တယ်လို့ကျွန်တော်ထင်တယ်โอเคအဲ့တော့ British pound ဆိုရင်အောက်များပို့စင်မလားမသိဘူးလို့ကျွန်တော်ထင်တယ်โอเคအဲ့တော့အာအကြောင်းနဲ့အဝယ်ကိုပဲအားတန်လဲဆိုရင်တော့အာကျွန်တော်ကတော့အကြောင်း sorry sorry အကြောင်းကိုပို့ပြီးအားတန်တယ်ပြော sell side ပေါ့နော် sell side ကိုပို့ပြီးအားတန်တယ်လို့ကျွန်တော်မြင်တယ် โอเคဘယ်တွေထိသွားနိုင်လဲပထမ level တော့မြင်တဲ့အတိုင်းပဲကျွန်တော်တို့ဒီဟွာ1.1136နောက်တစ်ခုက1.11 sorry 1.1336နောက်တစ်ခုက1.329အဲပြီးတော့နောက်တစ်ခုကဒီနားလောက်1.325လောက်ဒီတောင်သွားနိုင်တယ်လို့ကျွန်တော်မြင်တယ်โอเค trading ကကျွန်တော်တို့ trading trade ကဘာလို့ရတာလဲဆိုတော့ဟိုတက်နေတာ live ဝယ်တာအာကျနေတာ live ရောင်းတာမဟုတ်ဘူးကိုက တက်တော့မယ်ကြာတော့မယ်ဆိုတော့ကိုကကြိုပြီးကြိုပြီး plan နဲ့မှန်းပြီးတော့ဟို plan အညာဟိုတက်တယ်ဆိုလဲတက်ကြာတယ်ဆိုလဲကြာတယ်ပြီးတော့မှအဲ့ plan ကိုလိုက်ပြီးတော့ trade လုပ်တာဖြစ်တယ်။ Okay ဘာလို့ဆိုတော့ကိုကသူများအရင်တက်နေလို့ကိုကလိုက်ရောင်းခဲ့တယ်လိုက်တက်ခဲ့တယ်လိုက်ဝယ်ခဲ့တယ်ဆိုရင်အကေအရင်ကြာနေလို့လက်ရောင်းခဲ့တယ်ဆိုရင်များသောအားဖြင့်ရှုံးတာများတယ်။ဘာလို့ဆိုတော့ကိုလဲဝယ်ပြီးဈေးကကျတော့ဒါမှမဟုတ်ရင်ကိုလဲရောင်းပြီးဈေးကပြန်တက်တော့နော်အဲ့တော့အဲ့လေးတစ်ချက်သတိထားပါ planning ကအရေးကြီးပါတယ်။ Okay ကျွန်တော်အမြင်ကတော့စင်းဖို့ပိုရပယ်လို့များတယ်လို့ကျွန်တော်မြင်တယ် โอเคအဆင်ပြေကြလားမသိဘူးโอเค another one တော့ euro โอเค euro ကတော့မမတော့ဒီ၃កောင်ထဲမှာဒီកောင်နေထဲမှာကျွန်တော်တို့ပို့ပြီးတော့ choice chance ပို့အများဆုံးတော့ကျွန်တော်မြင်နေ euro လဲအဲ့အတိုင်းပဲကျွန်တော်တို့ပို့ပြီးစင်းဖို့ကျွန်တော်တို့ပို့မြင်နေသူလဲဒီလိုပဲအာကျွန်တော်တို့ဒီတင်းင်းလာနေအင်္ဂါနေ့မှာနည်းနည်းလေးထောင်တက်သွားတယ်ဒီမှာကျွန်တော်တို့ဒါကျွန်တော်တို့ဒီဟွာပြောကြည့်ဆိုရင်ကျွန်တော်တို့ဒီ ICT နဲ့ပြောကြည့်ဆိုရင်ဒါ fair value gap လို့ကျွန်တော်ပြောလို့ရတယ်လို့ထင်တယ်โอเค ဒါဆိုရင်ဒီကောင် fair value ကဆိုတဲ့အတွက်ဒီကောင်ကဒီအာ market ကို market ကိုပြန်ပြီးတော့ retest လုပ်ပြီးတော့အခုပြန်ဆင်းဖို့ကြိုးစားနေတာကိုကျွန်တော်မြင်တယ်โอเคအာအဲ့ဒီတော့အကယ်၍များဒီ level ပြန်ပြီးတော့ဆင်းဟိုဖောက်ပြီးတော့ဆင်းသွားမယ်ဆိုရင်ကျွန်တော်အမြင်ကတော့ဒီ level လောက်ရှိမယ် which is around 1.1.135 all right 1.135လောက်ထိတော့ဆင်းနိုင်တယ်လို့ကျွန်တော်မြင်တယ်โอเค အခုဆိုရင်ဒီကောင်1.141 all right so same as ဆိုဒီကောင်60 points လောက်ဆင်းနိုင်သေးတယ်လို့ကျွန်တော်ထင်တယ် okay အဲ့တော့ကျွန်တော်ကတော့အယောင်ဘက်ကိုနည်းနည်းလေးပို့ပြီးအားတန်တယ် okay အဲ့တော့ british pound နဲ့ euro နဲ့အသိမထူပါဘူး okay နောက်တစ်ခုကရွှေကိုကျွန်တော်တို့တစ်ချက်သွားလိုက်အောင်ရွှေကဒီကောင်နေပါလို့နေတာလဲဆိုတာ okay ရွှေကဒီကောင်တွေကအခုကျွန်တော်ရွှေကတော့နည်း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 ခွာတယ် okay ရွှေကနည်းနည်းလေးခွာတယ် ခုဆိုဒါကျွန်တော်တို့ဒါရွှေကအာကျွန်တော်ဒီနေ့နော်ဘာဘာမှဟို news တွေပဲတခြားမရှိပဲနဲ့လုံးဝကြီးစဉ်းချသွားတယ်အဲ့တော့များသောအားဖြင့်ကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ဒီ market analysis ကိုကြည့်မယ်ဆိုရင်ကျွန်တော်နည်းနည်း lower time frame ကိုတစ်ချက်သွားလိုက်မယ်နော် lower time frame um တနအီ lower တနအီသွားလိုက်အောင် okay ကျွန်တော်တို့လွန်ခဲ့တဲ့၄-၅နာရီလောက်ကဟိုမှာတွေ့လာကျွန်တော်တို့အာဒီမှာရွှေကဒီလောက်ထိဆင်းသွားတယ် ကျွန်တော်ပြီးတော့ဒီအာဒီမှာတော့လည်း24 25ပေါ့နော်လွန်ခဲ့တဲ့3 4 5ရက်လောက်ကလည်းဒီမှာလုံးဝလုံးဝဒီမှာတစ်ချက်ဆင်းသွားတယ်သဘောကဆင်းသွားတာမှမှန်တယ်ဒါပေမဲ့ဒါပေမဲ့ဒီကောင်တွေကအာဒီဒီ support level တွေကပြန်ပြီး bounce ဖြစ်နေတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ် okay support level ပို့ပြီး bounce ဖြစ်နေတာကျွန်တော်တွေ့ရလိမ့်မယ်အဲ့တော့ရွှေကတော့တခြားခုနကျွန်တော် British pound တို့ euro တို့เนาะအဲ့ကောင်တွေကို bearish တော့ဖြစ်တယ်လို့တော့မှန်တယ်ဒါပေမဲ့ရွှေကတော့နည်းနည်းပို့ပြီးသတိထားပါ okay ကျွန်တော်အမြင်ကတော့ ဒီလောက်ဒီကောင်းနေဒီအခုဒီဇုံပေါ့နော်အာကျွန်တော် read out လုပ်ပေးမယ်ဒီဇုံကပြန်မြနှစ်3နှစ်9 4 3နှစ်9 70အဲ့တော့3270နဲ့3275 okay အဲ့ဒီကောင်းနေကကျွန်တော်ထင်တာ support နည်းနည်းဖြစ်နေမလားလို့ကျွန်တော်မြင်တယ် okay အဲ့တော့အခုလောလောဆယ်က okay ဟို market ကြီးစင်းနေလို့လိုက်ရောင်းတာဆိုရင်နည်းနည်းသတိထားစေချင်တယ် အကယ်၍များတော့နောက်တစ်တရက်နှစ်ရက်အတွင်းဒီတဲ့ဆက်ပြီးတော့အောက်မဆင်းသွားဘူးဆိုရင်အဲ့အယောင်းကိုကျွန်တော်ထင်တာပိတ်လိုက်တင်တယ်လို့ကျွန်တော်မြင်တယ်။ဘာလို့ဆိုတော့ဒီ level တွေကနော်ဒီဒီ level တွေကဒီ level တွေကဟိုနော်တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ် feel ဟောပါနော် touch and go တွေအများတယ်အဲ့တော့အခုလောစလေဒီကောင်နဲ့ touch and bounce sorry touch and bounce ပေါ့နော် touch and bounce ဖြစ်နေတယ်အဲ့တော့ကျွန်တော်အမြင်ကဒီ level တွေမြတ် support များပေးနိုင်သလားလို့ကျွန်တော်ထင်တယ် okay အဲ့တော့ um အခုလောလောဆယ် where in the last ဆိုပြန်တော့လဲ okay where gene နဲ့ဆိုရင်တော့ဖြစ်ကျွန်တော်ထင်တာဟုတ်เนาะဒီနားမှာ bullish candle လေးပေါ့เนาะအဲ့လို candle လေးတော့ရှိဖို့စောင့်သင့်တယ်ထင်တယ်အဲ့တော့ဥပမာဖြင့်ဒီနေ့ဒါမှမဟုတ်မနေ့ပြန်ပေါ့เนาะအနည်းဆုံးအာမနေ့ပြန် candle လောက်ကတော့စောင့် bullish candle လေးဖြစ်ပြီးတော့မှစောင့်ဝယ်သင့်တယ်လို့ထင်တယ်အဲ့တော့ညီကုန်းချောရမယ်ဆိုရင်ဝယ်ဖို့ကတော့အရင်စောသေးတယ် okay ဒါပေမဲ့ရောင်းမယ်ဆိုရင်တော့နည်းနည်းသတိထားပါ okay ရောင်းဖို့ကတော့ပုံပြီးနှီးဆက်တယ်မှန်ပါတယ်ရောင်းဖို့ပုံပြီးနှီးဆက်ပါတယ်အဲ့ဒါနည်းနည်းလေးသတိထားပါအဲ့ ကွတ်ဥမာပြကိုရောင်းကျင်နေဆိုဟိုဘာမှ test round နည်းနည်း position small small lot လေးရောင်းကြည့်ပါ okay small lot လေးရောင်းကြည့်ပါပြီးရင်တော့ဒီကောင်းလေးလုံးဝဖောက်ထွက်သွားတော့မှ okay နောက်တစ်ထပ်ပြီး add လုပ်ဖို့စဉ်းစားပါ okay ဘာဘာလို့လဲဆိုကွတ်ဒီမှာရောင်းထားပြီးဟိုကွတ်ဟိုဘယ်လိုချက်ချင်းမစင်းသေးပဲနဲ့လူကအများကြီး add လုပ်ထားခဲ့ရင်ဘာဖြစ်မလဲဆိုအကဲပြီးမြန်ပြန်ပြီးထောင်တက်သွားရင်ကိုမှဟိုစားရည်အများကြီးဟိုရှုံးသွားတတ်တယ် okay အဲ့တော့ကျွန်တော်တို့ဒီ level လေးကိုတည်ထားစေချင်တယ်32 3270နဲ့3275 okay okay အဲ့လေးတည်းတည်ထားပါတာကျွန်တော်ရဲ့ share ရဲ့ analysis ပါ okay ကျွန်တော်နောက်တစ်ခုနော်ဟောသွားကျင်တာတော့ US market ပါ okay US market ကအခုလောလောဆယ်ကသူတို့ကဘာတွေဖြစ်နေလဲဆိုတော့ US market ကသူကတဖြည်းဖြည်းနဲ့တက်နေတာကိုကျွန်တော်တွေ့နေတယ်เนาะဒီဟိုကျွန်တော် Trump tariff ကြီးက Trump tariff ရဲ့ကျွန်တော်တခုပြမယ်เนาะ อืมโอเคทรัมป์เตอริฟที่อ่ะครับเนาะဒီကောင်လေးเนี่ยကျွန်တော် range เนี่ยပြန်လောက်อ่ะဒါ US market อ่ะ flow 1 flow 2โอเคทรัมป์เตอริฟที่อ่ะဒီကျွန်တော်တို့အမ်တရစ်ကြောင့်ပေါ့เนาะလွန်ခဲ့တဲ့လလကျွန်တော်ဒီလဇန်းပေါ့เนาะဒီလဇန်းမှာလုံးဝကြီးဆင်းသွားတယ် အဲပြီးလဲပြီးတော့ဟို tariff ကို shift တိုးလိုက် now ဆိုးလိုက်ဆိုတော့ market ပြန်ပြီး bounce ဖြစ်လာတယ်။အဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်ဒီမှာဒီ flow 1နဲ့ flow 2ကပြန်ပြီး bounce ဖြစ်နေအောင်ကျွန်တော်သိထားမိလိမ့်မယ်တွေ့လားနော်။အဲအဲ့တော့ flow 1နဲ့ flow 2 bounce ဖြစ်တဲ့အတွက်ကျွန်တော်အခုဒီ market ကြီးဒီလိုမျိုးပြန်တွက်သွားတာကိုကျွန်တော်ပြောရလိမ့်မယ်။ Okay ဒါပေမဲ့ Okay ဒါပြီးသွားခဲ့ပြီနော်။လွန်ခဲ့တဲ့နှစ်ပတ်ကပြီးသွားခဲ့ပြီ။ဒါပေမဲ့ဒီဒီမှာ Okay ဒီမှာဘာတစ်ခုရှိလဲဆိုတော့ ျွန်တော်တို့လွန်ခဲ့တဲ့2ရက်3ရက်လောက်ကစပြီးတော့ဒီ flow တွေကဆက်ပြီးတော့မတက်တာတော့ဒီတိုင်းမိလိမ့်မယ်တွေ့လိမ့်မယ်ထင်တယ်။ Okay ဆက်ပြီးမတက်တော့ဘူး။ဒါပေမဲ့ကျွန်တော်တို့ market ကြီးကနည်းနည်းဆက်ပြီးတက်နေလို့မယ်။အဲ့လိုမျိုးကျွန်တော်တို့ဒီ flow နဲ့ဒီတကယ် market အခြေအနေနဲ့အာဘယ်လိုခေါ်ဟို inline မဖြစ်တော့ဘူးဆိုရင်သတိထားပါ။ okay မမန်တော့ဟိုကျွန်တော်တို့ဒီလိုမျိုးဒီ flow ကြရဲဆို market လဲကြနေဒါဒါကတော့သူ့ရဲ့ဒါတဘာဝ ဒါပေမဲ့ခုနပြောဆို flow ကဆက်ပြီးတော့အရင်ကြီးမတက်တော့ဘူးဒီကောင်ဆို flow 2ဆိုလောကတောင်ကျနေပြီเนาะဒါပေမဲ့ okay ဒါပေမဲ့ဒီဒီ market ကြီးက market ကြီးကဒီ flow တွေနဲ့မဆိုင်မင်းနဲ့သူပြောသူနည်းနည်းဆက်ပြီးသွားနေဆိုသတိထားပါဘာဖြစ်လို့လဲဆိုရင်ဒီကောင်တဲ့ဆွန်းတော့လိတ်တာပေါ့เนาะခဏနေကြရင်တခုခုကတော့ light မှရတော့မယ်အကယ်၍များ flow တွေဆက်ကျနေပြီးတော့ market ကြီးဆက်တက်နေရဆိုရင်ခဏနေကြရင် market ကြီးပါကျသွားလိမ့်မယ်ပေါ့လေဒီကောင်တဲ့ same ဟို same direction ကို light မှကို light တယ်ဒီကောင်အဲ့တော့ဟို ဟို flow ကပဲလိုက်မလား market ကပဲလိုက်မလားအဲ့တော့ကျွန်တော်ကြည့်ဖို့လိုတယ် okay များသောအားဖြင့်ကတော့ market ကလိုက်တာများတယ် okay အဲ့တော့အာ market ကလိုက်ကြီးဆိုရင်ကျွန်တော်ဒီ flow တွေက set ပြီးတော့ကျလာခဲ့တယ်ဆိုရင်ကျွန်တော်အမြင် market ကနည်းနည်းပူးပက်များရှိဖို့ကျွန်တော်ဒီကဇလန်းနည်းနည်းရှိတယ် okay အဲ့တော့အဲ့လေသတိထားပါအဲ့တော့ US market ကအခုမှအတင်းလိုက်ဝယ်မယ်ဆိုရင်တော့ကျွန်တော်တော့အာသတိထားစေချင်တယ်ဒါကျွန်တော်ရှင်းပြတာသဘောပေါက်မယ်ထင်တယ်။ Okay, ဒါမှမဟုတ်ကျွန်တော်ရှေ့ဆက်ပြီးတော့ကြည့်ရှေ့ဆက်ကဥပမာပြပြကျွန်တော်တို့ flow တွေကပြန်ပြီး recover ဖြစ်လာတယ်ဆိုရင်တော့အာဒါနောက်တစ်မျိုးပေါ့ဗျာเนาะဒါပေမဲ့အခုလောလောဆယ်ကတော့ flow တွေကစပြီးကျနေပြီ market ကြီးကမကျသေးတဲ့အတွက်ကျွန်တော်တကယ်မကြခင် market က light တော့မယ်လို့ကျွန်တော်မြင်တယ် okay အဲ light မင်းကျမှာပါဗျာရှင်းရှင်းလေးပဲ okay အဲ့ဒီတော့အာအခု light ဝယ်တာတော့နည်းနည်းသတိထားစေချင်တယ် okay all right ဒါကျွန်တော် US market ပါ ကျွန်တော်နောက်တစ်ခုကိုပြချင်တာကကျွန်တော်တို့ Hong Kong Chinese Hong Kong market โอเค Chinese Hong Kong market ကိုကျွန်တော်တစ်ချက်ပြချင်တယ်အခုကျွန်တော်မနေ့ကကျွန်တော်ဆိုဒီကောင်ဆိုပြ Chinese Hong Kong market ကလုံးဝ very um side way ပဲเนาะလုံးဝတက်လိုက်ကြလိုက်လုံးဝတကယ့်ဟိုဟိုဘယ်လိုခေါ်မလဲ range bound လုပ်နေတာဒီကောင်နေ့လနေပါရှိโอเคဒါပေမဲ့အဲဒီမနေ့မှာကျွန်တော်နည်းနည်းလေး market တက်လာတော့ကျွန်တော်သတိထားမိတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ Telegram group ထဲမှာကျွန်တော်ပြောလိုက်တယ်မာကတ်ကတက်ဖို့ရှိသလားမသိဘူးเนาะလို့ကျွန်တော်ပြောလိုက်တယ်โอเค အဲ့ဒီတော့အခုမှဆိုဒီမှာဆိုထွက်တဲ့အချိန်မှာတွေ့လားဒီနေ့မနေ့ဆိုရင် market က open မှာဆင်းသွားတယ်โอเคဒီခန္တာဒီနေ့ခန္တာเนาะ market က open မှာဆင်းသွားတယ်ဒီမှာအတားအတားကျွန်တော် open ကဒီ level ဆင်းသွားတယ်ဒါပေမဲ့ဟိုလုံးဝเนาะဒီကျွန်တော်ယင်လုံးခဲ့တရက်နှစ်ရက်အောက်ထီတောင်ဆက်ဆင်းသွားတာအဲ့ဒါပေမဲ့လုံးဝပြန်ထောင်တက်သွားပြီးပိတ်သွားတယ်အဲ့ဒီဟာတော့ရမယ်ဆိုကျွန်တော် very bullish indication လို့ကျွန်တော်ပြောရမယ် very bullish indication ဆိုတော့ set up ဖို့ရာခိုင်နှုန်းပုံများတယ်လို့ကျွန်တော်ထင်တယ် โอเคအဲ့တော့ကျွန်တော်တို့ set up ဖို့ရခဲ့ set up ဖို့အတွက်ကျွန်တော်တို့ဘာကြီးကြည့်ရမလဲဆိုတော့ဒီကအလွယ်ဆုံးကတော့ကျွန်တော်ဒီ flow ကဆက်ပြီးတက်နေဖို့လိုတာပေါ့ဗျာเนาะโอเคအကြိမ်များမတက်ဟိုဆိုရင်တော့ဒါဒီဒီ information က cancel ပေါ့တကယ်လို့ဆက်ပြီးတော့တက်နေမယ်ဆိုရင်ကျွန်တော်အမြင်ကဒီကောင်လေးဆက်ပြီးတော့နောက်နေ့ဆိုဆက်ပြီးတော့များသွားပလားမသိအဲ့တော့အာ Chinese market Hong Kong stock index โอเคအဲ့ဒီကောင်လေးကနည်းနည်းများအပေါ်ထက်တက်လာဖို့များရခဲ့လို့ရှိလာလို့ကျွန်တော်မြင်တယ်โอเค all right အဲ့လိုဆိုရင်ကျွန်တော်နည်းနည်း recommend ပေးကျင်တာလေးတွေရှိတယ် okay နောက်တစ်ခုကျွန်တော်တစ်ချက်သွားလိုက်အောင် recommend နဲ့မှာတော့အဲ recommend လို့ပြောလို့မရဘူးပြ sorry ကျွန်တော် trade လုပ်ဖို့ဇလန်းလေးတွေကျွန်တော်ပြတယ် recommend လို့ပြောလို့မရဘူး okay so we have to be quite careful about it okay so တော့ဘာလို့ကြည့်နေလဲဆိုတော့ကျွန်တော် US dollar JPY ကိုကျွန်တော်နည်းနည်းစောင့်ကြည့်နေတယ် ကျွန်တော်အမြင်က US dollar JPY ဆက်တက်ဖို့ရကင်တော့ပုံမြန်များစားသားရှိရလို့ကျွန်တော်ထင်တယ်။ Okay အဲ့ဒီတော့အမ်ဟိုကျွန်တော်ကတော့တက်မယ်လို့ကျွန်တော်ထင်တယ်ဗျာ။အဲ့တော့အခုလောလောဆယ်တော့တက်လားဆိုတော့မတက်သေးဘူး။ Okay မတက်သေးခင်ကဝယ်ထား Buy low sell high ဟုတ်တယ်မလား။ Buy low sell high အဲ့တော့မတက်သေးခင်ကရင်ဝယ်ထားတက်လာပြီးတော့လူတိုင်းလိုက်ပြီးတော့ဝယ်တော့မှကိုယ်ကစထုတ်ရအောင်။ Okay အဲ့တော့ကျွန်တော်ကတော့ အာ US dollar JPY ကိုဆက်ပြီးတော့များတက်ဖို့ဇလန်းရှိတယ်လို့ကျွန်တော်မြင်နေအဲ့တော့ကျွန်တော်ဒီကောင်ဆက်ပြီးတော့နော်ဆက်ပြီးတော့ under the radar ပေါ့နော်ဆက်ပြီးကြည့်နေပါပြီ all right နောက်တစ်ခုကကျွန်တော်နောက်တစ်ခုက crude oil okay crude oil ကတော့နည်းနည်း tricky ပြအဲ့ကောင်နည်းနည်းစားတယ်ကော okay crude oil ကကျွန်တော်ရေနံပေါ့နော် crude oil ကကျွန်တော်ဘာကိုသတိထားမိလဲဆိုတော့ဒီလောက်ဒီမှအယောင်းမှာတော့ကဒီလောက်ဒီ level ဖြတ်ဆင်းသွားတော့ကျွန်တော်အာ ဒေါ်လာ60နဲ့60ဒသမ5ပေါ့နော်ဒီ level ဖြတ်စင်းသွားတော့ဒီကောင်းတွေကဆွတ်ဆက်အကိုဟို strong very strong sell down ကြီးလောက်ချသွားတာ Okay အဲ့တော့ဒီကောင်းတွေကဘာဖြစ်လဲဆိုတော့ဒီ level တွေမှာ where sorry ဒီ level တွေမှာရောင်းထားတဲ့ position တွေကအများကြီးပဲ Okay အကယ်၍များဒီကောင်းတွေကဟိုသဘောပြဒီရောက်ဒီ level ကြမှာစရောင်းထားတဲ့လူတွေအများကြီးပြောတာ အောက်ပြောတာเนาะအကယ်၍မှဒီလူတွေကို trap လုပ်ချင်တယ်ဆိုရင်เนาะအာပြန်ပြီးတော့မြန်တက်လာမလားလို့ကျွန်တော်နည်းနည်းကြည့်နေတယ်အကယ်၍မှကျွန်တော်ဒီ level တော့เนาะအနည်းဆုံးအာ60.8 80.8 all right 80.8ထက်တက်နိုင်ခဲ့တယ်ဆိုရင်ကျွန်တော်ထင်တာ crew wire နည်းနည်းပြန်တက်ဖို့ဇာတ်လမ်းရှိလားလို့ကျွန်တော်မြင်တယ်အဲဒါကြောင့်ကျွန်တော်တခုနည်းနည်းတော့ချူပြောခြင်းတယ် ချက်ချင်းတော့တက်မယ်တော့မထင်ဘူးဒါပေမဲ့ခုနပြောဆို60.8အထက် လောက်ထိတက်တော့မှကျွန်တော်ကတော့အဲနော်ဟိုဝယ်ဖို့နည်းနည်းစဉ်းစားမယ်ကဲနောက်တစ်ခုကကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုကျွန်တော်တို့ဒီ trading view မှာကျွန်တော်တို့ဘာလုပ်ရလဲဆို alert system ကျွန်တော်တို့လုပ်လို့ရတယ်အဲ့တော့ chart ကိုအမြဲကြည့်နေစရာမလိုဘူးနော် chart နေကို chart ကိုအမြဲကြည့်နေစရာမလိုဘူးအဲ့ဆိုကျွန်တော်ဒီမှာဆိုဒီကောင်ဆို alert ဆိုကျွန်တော်ဒီကောင်ကိုဝါလုပ်ထားလိုက်မယ်ဒီလောက်လောက်ပေါ့60.8 60.8နော် around this ပေါ့အဲ့လိုဆိုရင်အဲ့ကြေး price ကဒီ level သွားပြီးထိမယ်ဆိုရင်ကျွန်တော်တို့အမ် um, ကျွန်တော်တို့ဒီဒီမှာပါဗောနော်ကျွန်တော်အလက်လာပေးတာပေါ့အဲ့တော့ market ကိုအမြဲတမ်းစောင့်ကြည့်နေကြမလို့တော်တူအဲ့ level price ထိသွားပြီဆိုတော့ ਨੇ တီးဆိုပေါ်လာနိုင်မယ် okay အဲ့တော့ကျွန်တော်တို့ crude ကတော့နည်းနည်းလေးစောင့်ကြည့်ဖို့လိုမယ်ထင်တယ်အကြိမ်မှဒီကောင်များဆက်ပြီးတော့များထိသွားခဲ့ရဆိုရင်တော့ကျွန်တော်ဒီနာဝယ်ဖို့စဉ်းစားသေးမယ်လို့ထင်တယ် okay အဲ့တော့နည်းနည်းလေးတော့ချိန်ပေးပါ okay အဲ့တော့ဒီကောင်ဆက်ကြည့်နေတယ် okay last but not least okay ကျွန်တော်ပြောပြီเนาะကျွန်တော်ဘာကိုကြည့်နေလဲဆိုတော့ US dollar JPY ကိုကျွန်တော်ကြည့်နေတယ်နောက်တစ်ခုက crude oil ကိုကျွန်တော်ကြည့်နေတယ် okay bitcoin bitcoin တော့ကျွန်တော်တော့နည်းနည်း bullish ဖြစ်တာတော့နှစ်ပတ်လောက်ရှိပြီဒါကျွန်တော်ရဲ့ဒီ previous analysis တွေကိုပြန်ပြီးတော့ကြည့်လို့ရတယ် okay bitcoin တော့ဒီကောင်တော့ဆက်ပြီးတော့နည်းနည်းတက်ဖို့ဇာတ်လမ်းရှိတယ်လို့ကျွန်တော်မြင်တယ် okay အဲ့တော့ bitcoin ကတော့ကျွန်တော်ကျွန်တော်အမြင်ကတော့ဟိုဟာလောက်ထိဒေါ်လာတသိန်းလောက်ထိများပြန်တက်မယ်လို့ကျွန်တော်ထင်တယ် okay အဲ့တော့ bitcoin ကိုရောင်းလာတဲ့စာရင်ဟိုစောင့်ပြီးတော့ဝယ်သင့်တယ်လို့ကျွန်တော်မြင်တယ် okay အဲ့တော့ဘယ်လို level တွေက support level တွေလို့ပြောလို့ရမလဲဆိုရင်ကျွန်တော်တို့ဒါဆိုရင်ဥပမာဖြင့ အခုဆိုကျွန်တော်ဗျာ9400ဗျာเนาะ9400မှာအာဝင်မဲ့အစားဥပမာပြင်9100တော့အာနောက်တစ်ခုက6900တော့เนาะအနေဆုံးတော့6800ပေါ့เนาะအဲ့လိုမျိုးကျွန်တော်ဒါလေးကျွန်တော်ဒီမှာ level လေးကျွန်တော်ပြောမယ်เนาะ6800 6900 9100အဲ့ level လေးမှာ ACC စောင့်ပြီးတော့ဝယ်သင့်တယ်လို့ကျွန်တော်မြင်တယ်။ Okay Bitcoin ကတော့ဆက်ပြီးတော့တက်တက်ဖို့ရခဲ့တော့ကျွန်တော်ထင်ပုံများတယ်။ဒါပေမဲ့တခုရှိတာတော့ ိုဟာဗောနော blue မှ answer မပေးနိုင်တော့အာ div set ပြီးတော့တက်တော့ချက်ချင်းဆက်တက်သွားမှာလားအဲခုနပြောဒီ level လေးတွေကိုပဲဟိုသွားပြီးတော့ဟို support ကိုသွားထိပြီးတော့มาတက်မှာလားဒါတော့ blue မှဟို100%ပြောလို့မရအောင်โอเคအဲ့တော့ကျွန်တော်ကတော့ဒီလို level လေးတွေကဟိုมาစောင့်ပြီးတော့ဝယ်တာတော့ပို့ပြီးတော့ code တဘာဝကြားရလို့ကျွန်တော်မြင်တယ်โอเคအဲ့တော့ bitcoin ကတော့ generally all right general အပြင်ပြောမယ်ဆိုရင်တော့အာတက်ဖို့ရှိရလို့ကျွန်တော်မြင်တယ်โอเค ဒီ website link ကိုလည်းကျွန်တော်ပေးထားပါတယ်ဒီ website တွေပဲအကုန်လုံးကျွန်တော်ပြောရတဲ့ဒီကောင်ဆိုရင်ဒီ value ဆိုလဲ free ပါ okay um trade ဒီ trading က internet ကကျွန်တော်တို့ကတခုကောင်းတာကျွန်တော်တို့ share တက်ရင်သူတို့ website တွေ offer service တွေအရင်ကိုကုတ်တဲ့အဆင်ပြေတဲ့ service တွေအများကြီးရှိပါတယ်တချို့ကတော့တောင်းတောင်းတောင်းတန်ရောပေးစရာပတ်စံပေးစရာတော့မလိုဘူးဒါပေမဲ့ကိုကဘယ်မှာဘယ်မှာ share မလဲဆိုတာပဲသိဖို့လိုတယ် okay alright so bitcoin ကကျွန်တော်တို့ general အဖြစ်ရေးပွားအဖြစ်ဆက်ပြီးတက်မယ်လို့ကျွန်တော်မြင်နေ okay အာနောက်ဆုံးအနေနဲ့ကတော့ဒါကျွန်တော်တို့ဒါ Orion ပေါ့နော်ဒါကတော့ကျွန်တော်အာကျွန်တော်ပြောလို့ရှိတယ် Orion website ကိုလည်းသုံးလို့ရပါတယ်โอเคဘာလို့ဆိုတော့အာ crypto မှာ coin မောင်းဟိုအများကြီးပဲဟုတ်တယ်နော်ရေတော်မြေနံ coin တွေက16000ရှိတယ်အဲ့တော့အဲ့ coin တွေထဲမှာဘယ်ကောင်ကအအခုလောလောဆယ်မှာ hot ဖြစ်နေလဲဆိုတော့ကိုယ်ဘယ်လိုလုပ်သိမလဲဟုတ်မလားကိုယ်တခုချင်းလိုက်ကြည့်ဖို့အချိန်မှမရှိတာဟုတ်တယ်နော်အဲ့တော့ဒီလိုမျိုး website တွေကအသုံးဝင်ပါတယ်โอเค အာဟိုအပြင်ဒီကောင်ဆိုရင်လွယ်လွယ်လေးပဲကျွန်တော်တို့ဒီအာ setting ကိုသွားလိုက်တယ်ကျွန်တော်တို့ဒီကနေပြီး take 1 hour ကိုကျွန်တော်တို့ဒီကနေပြီး drag and drop လုပ်လိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီကောင်ဆိုရင်ဒီကောင် arrange လုပ်လိုက်တယ်ဆိုရင်ဒီမှာဆိုဒါဆိုဒါဆိုကျွန်တော်တို့မှ arrange လုပ်လိုက်ပြီဆိုရင်တွေ့လားအခုလောလောဆယ်ဒီ voxel ဆိုတဲ့အာ cryptocurrency ကအာ very hot ဖြစ်နေတယ်ဆိုတော့ကြာတို့ဒါပြရတဲ့အတူတူပဲ အဲ့ကြတော့မှကွာ chart ကိုတော့ကြည့်ပြီးကိုဝယ်သိမ်းရောင်းသိမ်းပေါ့နော်ဒါကဝယ်ရမလားရောင်းရမလားလို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့အခုလောလောဆယ် hot ဖြစ်နေတာကိုပြတာဖြစ်တယ်โอเคအဲ့တော့ဟို one ဟို one နေတော့မဟုတ်နော် top 5ထဲမှာကြည့်ပေါ့ကျွန်တော်ပြောတာနော်အဲ့လိုဟာလေးကြည့်ပြီးကွာအာရောင်းသိမ်းဝယ်သိမ်းကွာကိုဒါတော့ technical analysis နဲ့ဆုံးဖြတ်โอเคဒါမဲ့ဒီကောင်เนี่ย high volume ဘောเนาะ high volume high activity ဖြစ်တဲ့အတွက်ဟိုဘာလို့ဆိုကိုဝယ်လိုက်ပြီးတော့မှဟို crypto တစ်ခု product တစ်ခုဝယ်လိုက်ပြီးတော့မှအာ ဘာမှမလုပ်ဘဲနဲ့တပတ်ကြီးညင်နေတာဘာလို့မှလဲဟုတ်တယ်မလားကိုကဝယ်ရဆိုတက်စီကျင်တာပေါ့ဟုတ်တယ်မလားရောင်းနေဆိုစချစီကျင်တာပေါ့အဲ့လိုမျိုးအဲ့ကြတော့ volatile ခေါ်တာနော် volatile pair ကိုဒီကောင်ကရှာပေးတာဖြစ်တယ်ဒီ tools ကလည်း free ပါကျွန်တော်တို့ဒါ link ကိုကျွန်တော်ရဲ့ဒီ YouTube description မှာကျွန်တော်တင်ထားပေးပါမယ် okay ဒီဗီဒီယိုကကျွန်တော် record လုပ်ထားပါတယ်ကျွန်တော်ဒီ live ပြီးရင်ကျွန်တော် YouTube မှာတင်ပါမယ်အ YouTube ကကြည့်နေတယ်ဆိုလဲကျွန်တော်ဒီဟောဗောနော် like ကို subscribe လုပ်လို့ရပါတယ် comment လည်းပေးလို့ရပါတယ် အာပြီးတော့ကျွန်တော် Facebook ကနေကြည့်နေရဆိုလဲကျွန်တော်တို့ဒီ share လုပ်ပေးပါကျွန်တော်တို့မြန်မာ trader တွေပို့ပြီးတော့အာ community ပို့ပြီး strong ဖြစ်လာစေခြင်းလို့ပါ okay ဟုတ်ပြီအာကျွန်တော်ပြောချင်တာတော့ဒါအကုန်ပဲ okay ဟုတ်ပြီအာဗာများမေးစရာမရှိလဲခင်ဗျကျွန်တော်တို့ဒီ comment section မှာမေးလို့ရပါတယ် okay ဗာများမေးစရာရှိလဲခင်ဗျကျွန်တော် comment လေးကြောင့်ဆောင်ဖတ်ကြည့်လို့ရပါတယ် okay i hope it is uh, comprehensive enough trading ကအရန်ခက်ပါတယ် okay အရန်ခက်ပါတယ်အာဒါပေမဲ့သူ့မှာအာ flow လေးပေါ့နော် process လေးရှိပါတယ်အရေးကြီးတာကိုကအမြင်နဲ့အာ work hard ပေါ့နော်ကိုကအမြင်နဲ့အချိန်ပေးလေးလာနေတယ်ဆိုရင်တော့ဟိုအပေါ်ဆက်တက်ပြီးတိုးတက်ဖို့ပဲရှိပါတယ် okay ကျွန်တော် trading လုပ်တာ10နှစ်ကျော်ပါပြီ okay okay ဘာများမေးစရာရှိလဲခင်ဗျာ okay မေးမေးစရာမရှိဘူးဆိုရင်ကျွန်တော်ဒီ live video လေးကိုအသေးလေးလေးလက်မလေးလေးပြီးလို့ရပါတယ်လက်မလက်မဆိုလက်မထောင်ခိုင်းတာเนาะ <laughs> okay, so guys, uh, thank you very much. Okay, so yeah, have a great week ahead. I see you guys next week. Don't know shit about my piano so mom, eh?